င်ရပြီလားနမောတန်သာဘဂဝါတော်အရဟတော်သမ္မာသမ္ဗုဒ္ဓံသာနမောတတ္တာဘဂဝါတော်အရဟတော်သမ္မာသမ္ဗုဒ္ဓံသာနမောတတ္တာဘဂဝါတော်အရဟတော်သမ္မာသမ္ဗုဒ္ဓံသာ ဘဂဝတောဘဂဝါကိုယ်တော်ရှင်ဖြစ်တော်မူတတ်သောအရဟတောအရဟံကိုယ်တော်ရှင်ကိုကြည့်လိုက်ရင်တော့ရမယ်နော်ကျွန်တော်ကရင်စာမျက်နှာ93အောက်ကအကျဉ်းမှတ်ရန်ကတဲ့နော် အပေါ်တစ်ပိုက်ကြံသေးလားကြံတော့ပါဦးနော်အကျဉ်းမှတ်ရန်ကနိခမမြည်သောဝိပဿနာကုသိုလ်သည်အရိယာတို့၏ထွတ်မြောက်ကြောင်းဖြစ်၍နေညာနမြည်၏ နေ့ကပြောခဲ့ပါတော့ခေါ်တယ်နိဗ္ဗာန်ကိုလည်းနိခမခေါ်တယ်ဝိပဿနာကိုလည်းနိခမခေါ်တယ်ကုသိုလ်အားလုံးကိုလည်းနိခမခေါ်တယ်အခုဒီနေရာမှာကတော့ဝိပဿနာကိုဆိုလိုပါတယ်နော်အဲ့တော့ဝိပဿနာအမိယနိခမအဲ့တော့ဝိပဿနာဒီနေရာမှာနိခမမြည်အပြည့်အစုံလဲဆိုတော့တန်တရာဝိစင်းရကဖမြောက်ချောင်းအနုပဒနာဝေဒနာအနုပဒနာစိတ်တအနုပဒနာဓမ္မအနုပဒနာဒီလေးခုကတစ်ခုခုရွှေ့ရတာကြီးပဲ ကာယ ानु ပဒနာတသက်နဲ့လည်းရတယ်နော်ဝေဒနာ ानु ပဒနာတသက်နဲ့လည်းရတယ်စိတ်ဓာတ် ानु ပဒနာတသက်နဲ့လည်းရတယ်ဓမ္မ ानु ပဒနာတသက်နဲ့လည်းရတယ်ခလာတို့ကဲအပြည့်လို့လဲဆိုတော့မြတ်စွာဘုရားဒီသတိပဋ္ဌာန်အတုထဲမှာခဏ၃ပါးကတော့မဆုံးမမြအောင်တော့တို့ကဲသူကအနိစ္စဒုက္ခအနတ္တလက္ခဏာ၃ပါးကတော့ပါကိုပါရတယ်လက္ခဏာ၃ပါးတဘာနဲ့တော့မရဘူးနော်အနိစ္စတဘာတဲ့နဲ့လည်းတရားမရနိုင်ဘူးဒုက္ခတဘာတဲ့နဲ့လည်းတရားမရနိုင်ဘူးအနတ္တတဘာတဲ့နဲ့လည်းတရားမရနိုင်ဘူးသုံးပါလုံးတော့ပါမယ် ဒါပေမဲ့တပားမြင်တော့ကျန်တဲ့နှစ်ပါးတော့ဘာဖြစ်လဲမြင်လွယ်ပါတယ်နော်တပားမြင်ကျန်တဲ့နှစ်ပါးကမြင်လွယ်တယ်ဘာလို့ဆက်ဆက်နေတာကိုဒီလက္ခဏာ၃ပါးလုံးကတပားနဲ့တပားက link ရှိတယ်စိတ်နော်ဆက်ဆက်နေတယ်ဒါတော့တပားကိုမြင်သွားရင်ကျန်တဲ့နှစ်ပါးကမြင်လွယ်တယ်လို့ဆိုလိုတယ်အဲ့တော့၃ပါးလုံးမြင်မှပဲတရားတို့တရားမြတ်ရနိုင်ပါတယ်တပားနဲ့တော့တရားမြတ်နိုင်ဘူးအဲ့ဒါဒီပဒံအနေနဲ့ပြောရင်တော့ကာယဝေဒနာစိတ်တဓမ္မကတော့၄ပါးဆောင်မှာမဟုတ်ဘူးနော်။တပါးပါးနဲ့လည်းပဲတရားရနိုင်ပါလေ။ဒါအကျဉ်းကထဲမှာထင်ရှားရှိပြီးသားပဲလေ။အေး မာဟုတ်လဲဟုတ်တယ်လေမုံမုံပြောပြတာဒါကတချို့ကြတော့ကာယကိုပဲရှုမယ်လို့တချို့ကနေထိုင်တာရှိတယ်လေတန်တဲ့စိတ်တွေပါတော့ကိုမလိုက်တော့ဘူးသူကကာယအပေါ်မှာပဲပေါ်သမျှကိုလိုက်ချုပ်နေတာတချို့ကြတော့လေအဲ့လိုမျိုးကာယလူပဒနာတချို့ကြတော့တချို့စိတ်ဓာတ်လူပဒနာတမားကြတော့လေကာယကိုလုံးဝလက်မကြည့်တော့ဘူးသူကစိတ်ဘက်ကိုပဲတော့ရှောက်စောင့်ကြည့်နေတာသူစိတ်ကမစိတ်ပဲစိတ်မကြည့်နေအဲ့လိုမျိုးပေါ့ပါလာတာ အဲဒီမာသီစေတော်ဘုရားကြီးတော်ကကြတော့အကုန်လုံးကိုရှုခိုင်းတာလေဘာလို့ဘာဖြစ်လို့လဲဆိုတော့ तू ကတချို့ကြတော့ဟိုတခုတည်းပဲရှုမယ်လို့မှတ်ထားတယ်ဆိုလို့ရှိရင်တခါတလေရှုကပ်ပြောက်သွားတာတွေရှိတတ်တယ်လေဥပမာစိတ်ကိုပဲရှုမယ်ဆိုတဲ့ပုံကိုယ်တွေကတခါတလေမှာတမာတိတွေကောင်းပြီးတော့ရှုစရာပြောက်သွားတာမျိုးတွေဖြစ်သွားတတ်တယ်အဲလိုမျိုးကာယ ानु ပတ္တနာတသက်ပဲရှုမှာပဲဆိုတဲ့ပုံကိုယ်တွေလည်းအဲလိုဖြစ်တတ်တယ်ဗျအဲခါကျရင်ဟိုရှုစရာပျောက်သွားပြီးတော့ဘာရှုမှမသိဖြစ်နေတယ်ဆိုတာမျိုးမဖြစ်ရအောင်လို့ဆရာတို့ကြီးကဘာပေါ်ပေါ်အကုန်ရှုမယ်ပေါ့နော် ကာယလာလာဝေဒနာလာလာစိတ်တလာလာဓမ္မသဘောပဲလာလာမလာလာအကုန်ရှုမယ်လို့ဒီလိုရင်မှတ်ပြီးတော့ရှုတယ်ဆိုရင်တော့ချုပ်ကတ်တွေပါတယ်ပျောက်တာမျိုးတွေမဖြစ်နိုင်ဘူးပေါ့လေနော်ချုပ်စရာကိုတကူတကရှားကြံနေစရာမလိုဘူးလို့ဆိုလိုတာနော်အဲချုပ်စရာကိုရှားကြံစရာတိတ်မလိုဘူးပေါ့အကုန်ရှုမယ်လို့ကွာရည်ရွယ်ထားတဲ့အခါကျတော့နော်အဲ့လိုမရှိဘူးသူကသူကမလိုက်ဘူးသူကသူကအမှန်တော့ရှုရမှာလေတကယ်တော့အဲမရှိဘဲနဲ့သူကလွတ်ထားလိုက်တာပေါ့အဲ့လိုမျိုး မလွတ်ထားလိုက်တာပေါ့။မာဇီဆိုတော့ဆရာဘုရားကြီးကတော့သူကရှုစေချင်တာ။ဘာဖြစ်လို့ဆိုတော့သင်္ချာပေါ်လာပါရဲ့သားနဲ့မရှုမိဘူးဆိုလို့ရှိရင်ဘာဖြစ်တတ်တယ်လဲဆိုတော့တဏှာဥပါဒံစွန့်ကြီးတတ်တယ်ပေါ့နော်။အဲကြောင့်သင်္ချာလာတယ်ဆိုရင်တော့ရှုလိုက်ပါလို့ဆရာဘုရားကတော့ညွှန်ကြားလေးရှိတယ်။ဟိုမသင်္ချာတော့တကူတကရှာပြီးရှုကြတော့မလို့ပေါ့နော်။မသင်္ချာတော့တော့ရှာစရာမလိုဘူး။အဲ့တော့ထင်ရှားလာတယ်ဆိုရင်တော့ရှုလိုက်ပါလို့ဆရာတော်ရန်တော်ညွှန်ကြားလေးရှိတယ်။ကဲကောင်းပြီเนาะအဲ့တော့ ဝိပဿနာသည်နော်အရိယာပုဂ္ဂိုလ်တို့ရဲ့ထမြောက်ကြောင်းနော်ဖြစ်ပါတယ်ဝိပဿနာကိုမိပြီးမှပဲအရိယာတွေအားလုံးနော်တဏှာဝဆင်းရဲကထမြောက်သွားကြတာဖြစ်တယ်အရိယာဖြစ်ကိုရောက်သွားကြတာဖြစ်တယ်အဲ့တော့အဲ့ဒီဝိပဿနာကိုမဖြစ်အောင်မလိုချင်အောင်တားထားတာကဘာတူလဲဆိုတော့ကာမိစန္ဒကာမိစန္ဒကဘလောက်တော့ဒုက္ခပေးတယ်လဲဆိုရင်ဝိပဿနာအမထုတ်ရသေးတဲ့သူတွေဆိုရင်အမထုတ်ချင်အောင်တားထားတယ်နော် အေးတချို့သာသနာမှာမပြောဘူးလူထွက်ခြင်းနဲ့ဆိုတာဗါလဲကာမိစန္ဒတချို့ဝိပဿနာအထုတ်ပါဝိပဿနာစာဝါတက်ပါဆိုရင်ဒီလောကကြီးမလက်ရှင်ဘူးမလားဥစ္စာနည်းမှာပါလားပါပါအစ်မနဲ့ပေါ်လာတယ်ဒါဒီဝိပဿနာကိုမလိုချင်အောင်ကိုတားထားတာနော်အေးပြောကာမလားကာမလားအေးကာမစန္ဒဆိုတာကတားရတာဆိုတာအေးဟုတ်တယ် သူကသားစိတ်မဝင်စားလာအောင်စိတ်မဝင်စားအောင်ပိတ်ဆို့ထားတယ်နော်။နောက်ဝိပဿနာအထုံနေတဲ့ပုဂ္ဂိုလ်ကိုတောင်မှသူကတရားမတက်အောင်ပိတ်ဆို့နိုင်တယ်နော်။ဝိပဿနာအထုံနေစေပုဂ္ဂိုလ်ကိုတောင်မှအလင်းအောင်လေးပေါ်လာရင်အလင်းအောင်လေးပေါ်မှာသွားပြပါလို့တာယာလိုက်တယ်။အဲ့မှာတရားမတက်ပြန်ဘူး။တရားလေးအထုံရင်းနဲ့နည်းနည်းလေးသမာဓိကောင်းလာတော့ဟောခြင်းကြောခြင်းစလေးဖြစ်လာတယ်နော်။ဟာဒါတော့ကောင်းတဲ့တရားတွေဘလို့ဟောမယ်ဘလို့ပြောမယ်ဖြစ်လာတယ်။အဲ့မှာတရားမတက်ပြန်ဘူးနော်။ အဲဟောခြင်းပြောခြင်းလဲစိတ်တွေဟာလဲဒါကာမိဆန္ဒတွေမလိုက်ရတာအေးဆန္ဒတွေလောဘတွေပဲလीနော်တချို့နေရာမှာတော့ဆန္ဒပေါ့နော်ဒါတော့တတိယချပြောလို့တော့မရဘူးပေါ့နော်တချို့နေရာမှာတော့ကုသိုလ်ဆန္ဒတချို့နေရာမှာတော့ကာမိဆန္ဒပေါ့ဗျာအဲမနေ့ကပြောခဲ့တယ်ပြောလဲစပါလဲဆိုတော့မတ်ဖို့နိဗ္ဗာန်ဟောလောက်တို့ကဲနော်တရားလေးနည်းနည်းတက်လာတဲ့ခါမှာဟာမတ်ဖို့နိဗ္ဗာန်ရတော့မယ်မတ်ဖို့နိဗ္ဗာန်ရတော့မယ်ခဏလေးရတော့မလားမသိဘူးဆိုတော့မတ်ဖို့နိဗ္ဗာန်ကိုမျောလင့်တောင်းတနေတာဟုတ်ပြီနော်အဲ့ဒီမှာခြေတော်ကြီးကဘာပြောခဲ့လဲမနေ့က တဏဟလာရတာကုသိုလ်ဆန္ဒလည်းရှိတယ်နော်ကုသိုလ်ဆန္ဒလည်းရှိတယ်နော်ဗာလည်းရှိတယ်တဏလည်းရှိတယ်နှစ်မျိုးလုံးရှိတယ်နော်ဒီမတ်ဖို့နိဗ္ဗာန်ကိုတောင်းတတဲ့နေရာမှာကုသိုလ်ဆန္ဒလည်းဖြစ်နိုင်တယ်လို့ဗာလည်းဖြစ်နိုင်တယ်တဏလည်းဖြစ်နိုင်တယ်မနေ့ကကျန်းကွန်းကျန်းကန်းနဲ့ပြောခဲ့တယ်ပြီးတော့မနေ့ကတာကြည့်ခဲ့မယ်ဆိုတော့ကြည့်ခဲ့တယ်ဘယ်တော့တန်လဲဆိုတော့ဦးတေလောကကြီးအင်ကုန်တော်သဒုက္ခနိဗ္ဗာန်ဘိက္ခုနီတုတ်ပြအရှင်အာနန္ဒာဟောတဲ့ဟာအဲ့လားနော်အင်ကုန်တော်သဒုက္ခနိဗ္ဗာန်ဘိက္ခုနီတုတ်မှာအရှင်အာနန္ဒာကဘိက္ခုနီကိုပြောတယ်လေ ဒီခန္ဓာကိုယ်ကြီးဒီတဏှာကိုမြည်ဖြစ်လာဆိုတာလေတဏှာတန်မှုတော့အယံကာရောဆိုတာအဲ့ဒီမှာအရှင်အနန္ဒာကမပြောသလဲဆိုတော့အဲ့အိမ်မှာအဲ့တဘုကိုလိုချင်တဲ့စိတ်တွေဖြစ်လာတယ်တဲ့ဟုတ်ပြီနော်အဲ့တဘုကိုလိုချင်တဲ့စိတ်တွေဖြစ်လာတယ်သူတငယ်ချင်းကိုအားကြပြီးဆိုတော့အဲ့တဘုကိုလိုချင်တဲ့စိတ်တွေဖြစ်လာတယ်အဲ့ဒီအဲ့တကိုအဲ့တဘုကိုလိုချင်တဲ့ဟာတဏှာပဲတဲ့အရှင်အနန္ဒာပြောတဲ့တဏှာဟုတ်ပြီနော်အဲ့ဒီအဲ့တဘုကိုလိုချင်နေတာတဏှာပဲတဲ့အဲ့ဒီတဏှာကြောင့်ပဲသူဒီဘာလို့ဖြစ်သွားလဲဆိုတော့တဏှာဒီအဲ့တဘုကိုအာပြုတာဟုတ်ပါမလားဆိုတော့ခါကျတော့ အဲ့တပိုးကိုလို့နိဗ္ဗာန်တို့ဟာနော်ပုထုဇဉ်အာယုံပြုနိုင်ဘူးလေတဏ္ဍာရဲ့အရာမဟုတ်ဘူးအဲ့ဒါကြောင့်တဏ္ဍာတိရဲ့တပိုးကိုဘလို့အာယုံပြုစလဲလို့မေးတော့တဲ့အဲ့ဒါကအာဂါရပညတ်နာမပညတ်ဟုတ်ပြီနော်ဒီလောက်ကြီးအဲ့ဒါတပိုးဆိုတဲ့နာမည်နော်အနာမည်ကလေးကိုအာယုံပြုတာနောက်တော့အာဂါရပညတ်အချင်းအရာကြာဘူးနာဝါဩအဲ့ဒါတပိုးဆိုတာကောင်းတယ်နိဗ္ဗာန်ဆိုတာအေးချမ်းတယ်ဆိုတာကြာဘူးနာဝါရှိတဲ့အာဂါရပညတ်ဟုတ်ပြီနော် အေဂျန်တာဒီတကယ်အရတ်တဖို့အစ်စ်ကိုအပြုတာမဟုတ်ဘူးဗာလဲအာဂါရပညာနာမပညာမာဇရဘေကတခုထဲထဲတယ်ဗာလဲတဏ္ဌာနာပညာအမြီပညာအာဂါရပညာတဏ္ဌာနာပညာမြကိုသာအာရုံပြုတာနော်ဒါကြောင့်တဏ္ဍာဒီမဘုံနိဗ္ဗာန်ကိုအာရုံပြုနိုင်မှာတလားလို့မေးရင်ဘာလို့ပြုနိုင်လဲအမြီပညာအာဂါရပညာတဏ္ဌာနာပညာကိုဒါကြောင့်နိဗ္ဗာန်အစ်စ်ကိုတဏ္ဍာနဲ့တောင်းတာမဟုတ်ဘူးတဲ့တဏ္ဍာနဲ့ဘာတောင်းတာတော့အတုအာဂါရပညာနော်တဏ္ဍာနာပညာအမြီပညာကိုအာရုံပြုတာ အဲ့တဏ္ဏနေတာယတဏ္ဏပဇာတိဆိုတဲ့စကားကိုအထက်ကနေဖွင့်လာတာเนาะအဲ့ဒီကလည်းအဲ့မှာအတိုင်းမှာဖွင့်လာတာပဲအဲ့ဒီအင်္ဂုတ္တစတုကနိပဲပါလဲဘိက္ခုနီတုတ်ပေါ့เนาะဆရာတော်ကြီးကတော့တက္ကပညာတုတ်ထဲကအဖွင့်ကိုတတ်ထောက်ထားတယ်เนาะအဲ့ဒါပြီးတော့ကအဲ့ဒါအင်္ဂုတ္တမှာကြည်ထားတော့တတိယလို့အဲ့ဒါလေးမနေ့ကကြည့်ခဲ့မယ်လို့ပြောခဲ့တာအဲ့တော့အင်္ဂုတ္တเนาะစတုကနိပဲဘိက္ခုနီတုတ်လဲကြည်ရန်လို့မှတ်ချက်လေးရေးထားလိုက်ပေါ့เนาะအေးအေး เนาะပြီးရင်မှမာနတော်ပါလိုက်သေးတယ်မလားမာနနိဒယမာနပါဇာတိမာနကိုမေးမာနကိုပယ်တယ်ဆိုတာလည်းပါလိုက်သေးတယ်သူကအဲ့သူ့ရဲ့တရင်သမောရဟန္တာဖြစ်သွားတဲ့အခါကျတော့ဟုတ်သူတော်မဖြစ်သေးတယ်ငါဘာလို့ဖြစ်ရမှာလဲဟောမာနတော်လားနော်သူလည်းဖျားသားပဲငါလည်းဖျားသားပဲသူလည်းဝင်းနေလေးစားတယ်ငါလည်းဝင်းနေလေးစားတယ်ဘာလို့ငါမရမှာတော့ဟောအဲ့ဒါပါလဲမာနအဲ့ဒီမာနကိုမေးပြီးတော့သူတရားထုတ်ဖြစ်သွားတာတဲ့ပြီးတော့တရားထုတ်တော့ရဟန္တာဖြစ်သွားတာအဲ့မာနကိုပြန်ပယ်တာမလားအဲ့ဒါမာနကိုမေးမာနကိုပယ်တယ်လို့ဖွင့်နာပါတယ်နော်ကဲဟုတ်ပြီဒါက စကားတရားချမ်းချပြလိုက်တာပေါ့နော်တို့ကဲဟုတ်ပါပြီအဲ့တော့တာယာတောင်းတမှုကအဲ့လိုရှိတယ်နှမျိုးရှိပါတယ်နော်တရားအမထုတ်ဖြစ်အောင်လဲပိတ်ဆို့ပါတယ်နော်အထုတ်နေစဲမှာတော့မတရားမတက်အောင်ပိတ်ဆို့ပါတယ်ဟုတ်ပြီနော်အထုတ်နေစဲမှာတော့မတက်အောင်ပိတ်ဆို့တယ်ဗျနော်အဲ့လိုမျိုးနေရှိတယ်ကောင်းပြီအဲ့ဒါကြောင့်တဲ့သူကိုအဲ့ဒီကာမိစန္ဒကိုဘာလို့ခေါ်တယ်လဲဆိုတော့နေယာနာဝရဏဖျောင်းမှုကိုဘာလို့လဲတာမြင့်တတ်တယ် ဒါကြောင့်အဲ့ဒီကာမိစန္ဒကိုမလုပ်ကြမလဲချောင်ရမယ်ပယ်ရမယ်ဖြစ်ပေါ်ခက်ရင်၎င်းကိုမလုပ်ရမလဲရှုမဲ့ရမယ်မဖြစ်အောင်ကြိုးစားပါဖြစ်လာခဲ့ရင်လည်းရှုပါရှုလို့မနိုင်ရင်လိလိရှုပါဟုတ်ပြီနော်အဲ့တော့ကာမိစန္ဒကိုရှုကာမိစန္ဒသဘောကိုရှုရှုလို့မရဘူးဆိုလို့ရှင်တော့သူ့ကိုလိလိရှုပြီးတော့တခြားအာယုံကိုရှုပါနော်ကဲနောက်တစ်ခုသွားမယ်စာမျက်နှာ94ဒုတိယနေရဏနဲ့အာဝရဏအဲဆိုကာမိစန္ဒနဲ့ဝိပဿနာတတွဲနော် ဝိပဿနာနဲ့ကာမိစ္ဆနာတွေဟုတ်ပြီနော်ကျွန်တော်ကဝိပဿနာကိုကာမိစ္ဆနာကပိတ်ဆိုတယ်တွေကဲနောက်တစ်ခုအပြာပါတော့နေရအရိယာနဲ့နေရနဲ့နေတိယပဲကြည့်လိုက်ကြဆိုရအပြာပါတော့စိတ်မပြည့်ခြင်းစိတ်မဆိုးခြင်းသည်အရိယာနဲ့နေရနဲ့အရိယာတို့ထမြောက်ကြောင်းပေသည်နော်စိတ်မပြည့်ခြင်းစိတ်မဆိုးခြင်းအပြာပါတော့ဘာသာပြန်တယ်အဲ့တော့အရိယာတို့ရထမြောက်ကြောင်းအဲ့တော့တန်တရာဝဆင်းကထမြောက်ခြင်းရင် နော်စိတ်မပြည့်ရဘူးစိတ်မဆိုးရဘူးတဲ့သူတို့ကနော်စိတ်မပြည့်နဲ့စိတ်မဆိုးနဲ့စိတ်မပြည့်ခြင်းစိတ်မဆိုးခြင်းတွေတန်တနာဝဆင်းရဲမှာထွံ့မြောက်ကြောင်းဖြောင်းမြန်လိုက်မယ်ဗျာပါတော်စိတ်ပြည့်ခြင်းစိတ်ဆိုးခြင်းတွေနေရနာဝရဏံထွံ့မြောက်ကြောင်းနေရနာရဲ့အစီအတအပိတ်အဆိုပဲဒီအဲ့ဒါမဟာကုသိုလ်ညာနာသံယုတ်စိတ်မဟာကုသိုလ်ညာနာသံယုတ်မှာ73သိတ်30နဲ့ဘယ်လောက်ရှင်းလဲ10ပါပေါ့နော်30ပါဝိပဿနာရှုတဲ့အခိုက်မှာဆိုရင်တော့အေးဟိုအပ္ပမညာ2ပါးကျင်ပေါ့နော် ောင်းကြည့်နော်ရှုခက်ကိုမကောင်းတဲ့အာယုံတွေနဲ့တွေးဆောင်ရင်လည်းမလုပ်ရမှာတော့စိတ်မပြည့်ရဘူးရှုရမှာနော် ရှုရမှာပဲဒါအများနဲ့ပြောပြောနေတို့အလုတ်ကရှုရမဲ့လုပ်ပဲဟုတ်ပြီနော်ရှုရမဲ့လုပ်ပဲအာယုံမရွေးနဲ့ကြီးများခွင့်မရှိဘူးနော်ဥပဒနာသမားတွေကဘာတော့မရှုဘာတော့ရှုမဲ့လို့ကြီးမများနဲ့ဟုတ်တယ်လားကျွန်တော်ရောပြဆရာရောရစကားလည်းလို့ပြောတာကြီးများနေလို့ချင်းအတွေးတွေဝင်လာမယ်နော်ကြီးများလို့ချင်းအတွေးတွေဝင်လာမယ်အဲကြောင့်ရှုမှတ်မှုကိုမရက်လိုက်နဲ့အဲအဲကြောင့်တိခိုင်နေပိုင်ရောက်တယ်ဆိုတာဒီနေရာမှာအမှန်ပဲနော် ဒီနေရာမှာအမှန်ပဲတရားရှုလို့မကောင်းရင်လည်းမလိုရမလဲရှုရမှာပဲတိခါပြီးရှုရမှာနော်အေးဘိုက်စားလို့ရှိရင်ဟင်းမကောင်းရင်လည်းစားရပဲမလားအခုလည်းအဲ့လိုပဲတန်တရာဝုစင်းရဲ့ဒုက္ခကိုမြင်ထားတဲ့ပုံစံတွေကရှုကမကောင်းရင်လည်းတော်တော်မတတ်နိုင်ဘူးဆိုလို့ရှိရင်တော့အဲ့စင်းရဲ့ဒုက္ခတွေနည်းနည်းစင်ချင်ပေးရတဲ့ခါတိုင်းကြရင်နော်အဲကြောင့်တရားတန်ဝင်မပါတရားမချာနဲ့ဆိုတာရှိတယ်မလားနော်တန်ဝင်မပါတရားမချာနဲ့တချို့ကတန်ဝင်ကမပါဘူးထိုင်စလို့ရထိုင်ရတာအဲ့ခါကျတော့ ရှုခွက်တွေပါတယ်သိအစင်မပြေရင်သူကပြင်းလာရောတံဝေကပါတဲ့သူကကြတော့တရားထိုင်လို့အစင်မပြေရင်လည်းသူကတံဝေကကနောက်ကနေတွန်းအားပေးနေတယ်နော် အေးတံဝေကနေတွန်းအားပေးနေတာအဲ့ကကြတော့ကြိတ်မိတ်ပြီးတော့သူရှုဖြစ်သွားတာအကြောင်းတံဝေမပါတရားမချာနဲ့တဲ့သူပြောကြတယ်အေးကောင်းပြီဗျာနော်အကြောင်းဘာအာယုံပဲလာလာဘလို့ဝေဒနာပေါ်ပေါ်သီးခံပြီးတော့ရှုစိတ်မပြတ်ဘဲနဲ့ရှုတဲ့နော်အေးစိတ်ပြတ်ခြင်းသဘောပေါ်လာလဲအဲ့ဒါလဲရှုရမှာပဲ ထို့ကြောင့်ဤသို့သောစိတ်မပြတ်မှုသည်အရိယာတို့၏ထမြောက်ကြောင့်နေရဏမြည်၏ဆယ်တော်ဤဘာသာပြန်တဲ့လားရှင်းနေရောပဲနော်သူကအပြဘာသာကိုဘာသာပြန်တာတော့လှတယ်သူတို့ကတိတ်ဆုဆိုင်နေတာကိုသူကထွက်လင်းဝင်လေထွက်လင်းဝင်လေတခုတည်းဆုဆိုင်နေတော့ဆုဆိုင်လို့မရဘူးလေသူကအတန်တွေကဆုံညာတော့အိတ်တဖက်ကငတ်တန်တွေဖက်ကသူကစိတ်ကရောက်ရောက်သွားတော့တရားမရမဟုတ်ဘူးသူပြောပြတာတတိပဌာန်းဆိုတာနော်ထင်ရှားတဲ့အာယုံကိုရှုမှတ်ရတယ်တခုတည်းမှရှုမယ်လို့ဒီလိုမျိုးစိတ်ကိုမဆောက်တည်ထားနဲ့ နော်ချုပ်စီရဘာမှမရှိဘူးလို့ခံစားရတဲ့ခါကျမှပြေတော့ကထွက်လေဝင်တဲ့ဘက်ကိုပြန်မလာတော့ဘူးတဲ့အတန်တခုပြီးတခုချုပ်ချင်းနေနာရီကုံသွားတယ်တဲ့ကွာအဲ့ဒါဟုတ်ကဲ့လားဆိုတော့ဦးသူကဘယ်လိုလဲရတာပေါ့နော်အဓိကကထွက်လေဝင်လေပြန်လာမှရလို့မဟုတ်ဘူးအဓိကတခုခုကိုဘာဖြစ်လဲချုပ်နေဖို့ကလိုရင်းပဲအတန်တွေကိုချုပ်ရင်းနေအတန်ကသူကငတ်တန်တရားအများကြီးလေသူကဒီကောင်မိဒီကောင်အတန်ပေါင်းဆောင်អော်နေတာဆိုတော့သူအဲ့အတန်တွေကမဆုံးနိုင်တော့ဘူးဆိုအဲ့အတန်ကိုပဲတော့ချုပ်နေတာချုပ်နေတာချုပ်နေတာဆိုနာရီကပြည့်သွားတော့ဟိုတနာရီထိုင်နေဆိုတနာရီပြည့်သွားတယ်ပေါ့လေကြားတယ်နော် ်အဓိကကဒီထွက်လင်ဝင်လေးမှာထွက်လင်ဝင်လေးလို့အစွဲကင်ထားဖို့မလိုဘူးအဓိကကဘာလဲဆိုတော့ရုပ်တစ်ခုနံတစ်ခုတစ်ခုခုကိုရှုနေဖို့ပဲနော်ရုပ်နံထဲမှာတစ်ခုခုရှုနေဖို့ပဲအတန်ဆိုတာရုပ်လားနံလားရုပ်ထဲမှာပါတယ်နော်တတ္တရုပ်လေးကွယ်ဟုတ်တယ်မလားအတန်ဆိုတာတတ္တရုပ်လေးကွယ်ပြီးရင်အဲ့အတန်ကိုသိတဲ့စိတ်ကိုလည်းရှုလို့မရဘူးလားအတန်ကိုကြားသိနေတဲ့စိတ်ကလေးသောတာဝဉ္ဉဏ်စိတ်ကလေးကိုလည်းရှုနေလို့ရတာပဲလေဒါကြောင့်တောက်ချောင်းအဲ့ဒီအတန်ကိုရှုလိုက်အတန်ကိုသိနေတဲ့စိတ်ကလေးကိုရှုလိုက်ရှုနေလို့ရတယ်အဲ့အဲ့ဒါကိုရှင်ရှင်ရှင်နေမှာတဏှာကြီးကကိုယ်မသိကုန်သွားတာပဲလေ အဲ့တော့သူကအဲ့လိုနီးလန့်ပေးရတာပေါ့နော်အေးကောင်းပြီပြောချင်တာကဟိုဓာမဒါတသမတ်တ်မကင်ထားလဲပြောချင်တယ်နော်အဲ့လိုဆိုရင်လို့ရှိရင်ခုနကလိုရှုခွက်တွေပျောက်သွားတတ်တယ်ပေါ့အဲကြောင့်ထင်ရှားလာလို့ရှိရင်ကိုယ်လက်ရှိရှုနေတဲ့ဖောင်းနေပိန်နေပဲရှုရှုထိုင်နေတိတွေပဲရှုရှုထွက်လေဝင်လေပဲရှုရှုတခြားအာယုံတွေဝင်လာတဲ့ဆိုရင်ရှုလို့မရတော့ဘူးဆိုရင်မလုပ်ရမလဲအဲ့ဒီဝင်လာတဲ့ဟာကိုရှုမယ်နော်အတန်ဝင်လာရင်အတန်ကိုရှုပါနာတာကျင်နာပေါ်လိုက်နာတာကျင်နာကိုသွားရှုလိုက်ပါထင်ရှားရင်ပြောတာနော်ထင်ရှားရင်ပြောတာပါမထင်ရှားတာရောတော့ဒီကုတက်ကသွားမရှုပါနဲ့ထင်ရှားခဲ့ရင်ပြောတာပါနော် ဲ့မှာလေอืมတက်တာလုံကတော်တော်နားမှာမခေါ်လဲဆိုတော့အဲတက်ကြမလားတိကမလားမသိဘူးသူကဝိတုဘုဒ္ဓံအာရမဏံဆိုသုံးထားတာလေဝိတုဘုဒ္ဓံဆိုတာကဒီစိတ်ရဖြစ်လာချောင်းဖြစ်တဲ့အာရမဏံအာယုံကိုသိသိပါဆိုတာလေအကြောင်းစိတ်ကိုသိသိဖို့အတွက်ကိုအာယုံကိုပါသိအဲထဲမှာလဲဒကြီးလေးပါးတွေရှိတယ်မလားကြီးဒကြီးလေးပါးတွေကအစစ်စစ်ရိုက်ခတ်လာတာသူကအဲဒကြီးလေးပါးတွေအစစ်စစ်ရိုက်ခတ်ရိုက်ခတ်ပြီးတော့ကိုနားထဲမှာလာထိတာဟုတ်ပြီနော်အစင်ပေါင်းများစွာကိုဖျက်ချော်ပြီးမှကိုနားမှာလာထိတာနောက်ဆုံးမဟာဘုတ်ကသူကမဟာ အဲဒါကြောင့်ဖြစ်ခွင့်မရတာဖြစ်ခွင့်မရှိတာကိုချွတ်မှတ်လို့ပျောက်သွားပြီဆိုရင်တော့မူရင်ချွတ်မှတ်မြဲဖြစ်တဲ့အာနာပါနာထွက်လင်းဝင်နေဖြစ်ဖြစ်ဖောင်းနေပိနေဖြစ်ဖြစ်ထိုင်နေထိုင်နေဖြစ်ထိုင်နေထိုင်နေဖြစ်ဖြစ်ပြန်ရှုပါဟုတ်ပြီနော်ဟိုခုနကပြီးတော့ပြောသလိုကပ်ပြရသိမ့်သလိုပေါ့အတန်ဘက်ကိုသူဆက်ရသွားတယ်ဆိုအဲအတန်ကိုချွတ်အတန်ဝင်ကြတဲ့စိတ်ကိုချွတ်အေးပြီးပြောက်သွားပြီဆိုရင်တော့ကိုမူလကမ္မထံကိုပြန်လာခဲ့ဒါကိုပြောတာ၎င်းတို့ကိုမှတ်ပြလျင်မှတ်နေကြအာဝါထင်ထင်လင်းစွာပြုရမှချင်းသည်ရှရိယတော်ညံကြည့်တယ်သူတို့ကအလောကဘာသာပြောတာနော် ထင်လင်းစွာပြည့်မှချင်းသည်တို့ဘာသာပြန်တာเนาะဒီဒီဘာသာပြန်တာတစ်မျိုးလေးအဲ့တော့အလင်းရောင်ကိုနှလုံးသွင်းပြီးမှတ်သားခြင်းကဒါအများဘာသာပြန်နေကြနေသည်ရပဲတနည်းကတော့ထင်လင်းစွာပြည့်မှချင်းသည်တဲ့အရိယာနဲ့နေရနဲ့အရိယာတို့ထွတ်မြောက်ကြောင်းပေသည်တဲ့နောက်တစ်ခုကကျတော့ဌိနမိဒံစိတ်ဤထိုင်းပိုင်းလေးလံမှုပြင်းမှုသည်နေရနာဝရဏံထွတ်မြောက်ကြောင်းနေရနာရဲ့အစီအတာအပိတ်ဆိုပေသည်နော်ပြင်းပြင်းမှုသဘောအဲ့တော့ပြင်းနေရင်တော့ လောကုတ္တရာမပြောနဲ့ဗျာလောကီမှာတော့မရဘူးနော်ပြင်းနေလောကီမှာတော့မရဘူးမဟုတ်ဘူးမျက်စိကျဲသွားအောင်အိမ်ကနေတဲ့လူတွေစိတ်လန်းသွားအောင်လို့ဟိုဟာမှာဘာတုတ်လဲအရှင်ဘောက်ကလန်ဟောတာပစာရမာနလားအေးလေနော်အာယုံပြောင်းပေးစာကြံတွေးဟုတ်တယ်မလားအဲ့အယောင်ပုံတန်လည်းမတူဘူးအယောင်မျိုးစားလည်းမတူဘူး နော်ပုံပုံလေးလည်းမတူကြအောင်ကောင်းပြီအဲ့တော့အလောကတင်ညာလို့ခေါ်တယ်အဲ့ဒီအလင်းရောင်တွေကိုဆင်ရှင်တာဒီအလောကတင်ညာဘာအတွက်လဲဆိုတော့တဲ့၎င်းအယောင်အလင်းတွေကိုဆင်ရှင်မှုဖြင့်အိတ်ချင်းငိုင်မြင်းချင်းအကြောင်းဖြစ်တော့ဌိနမိတ်တစိတ်ထိုင်းမိုင်းမှုကိုပဲချောင်းနိုင်၏တဲ့ခဲကောင်းပါပြီနော်အဲ့တော့စိတ်တွေလေးလံထိုင်းမိုင်းလာပြီဆိုလို့ရှိရင်တရားကလုံးဝမတိုးတက်တော့ဘူးပဲကြီးစွာသောနောက်ချက်တစ်ခုပဲ ဒါကြောင့်အဲ့ဒီဌိနမိတ်တကိုပယ်ဖို့အတွက်ကိုနေလန်းပေးနေတာအာလောကတင်ညာနေရောင်နေကြည့်လိုက်ပါလက်ရောင်နေကြည့်လိုက်ပါဒီနေ့ခေတ်ဆိုတော့မေးရောင်နေလက်ပါတာပေါ့နော်မေးရောင်နေကြည့်ပါဒီတခုပဲရလဲလို့ဆိုတာမဟုတ်ဘူးလေအေးတခြားနေလဲလည်းအများကြီးရှိတာပေါ့အေးနောက်ဆုံးမင်းရရင်ကိုယ့်ဘာကိုနေရင်းနေပါလေနေချက်သုံးချက်လောက်အောက်လိုက်ပေါ့ဟုတ်တယ်မဟုတ်လားလမ်းသွားဟုတ်တယ်မဟုတ်လားအေးဟုတ်တယ်အေးအေးအေးအဲ့လိုအဲ့လိုတချို့ဆရာတော်ကြီးတွေကြားဘူးတယ်လေမှာ ညဘက်ကိုဈေးညက်ကမ္မထန်းနေအာထုတ်တဲ့ကမ္မအိမ်ငိုင်းလို့ဆိုပြီးတော့ကိုကိုကျိုးတဲ့ထုတ်တာရှိတယ်လေအဲ့လိုအာထုတ်တဲ့လူရှိတယ်အဲ့လိုမျိုးတွေမလဲကြအောင်လို့လေမလဲခန္ဓာကိုယ်လဲမကြသွားအောင်လို့တိုင်နေမှာတုတ်ပြီးတော့အာထုတ်တာလေးဆိုတော့တကယ်အာထုတ်တာနော်အပြက်တာအာထုတ်တယ်ရှိစားတော့ကြီးတွေအဲ့လိုအကြောက်ဖို့ကောင်းတယ်နော်အဲ့လိုအပြင်းအာထုတ်ကြတာငိုင်းမှာဆိုလို့အခုကတော့တမင်တကာကိုငိုက်ခိုင်းနေတာကိုကိုဟုတ်လားမငိုက်မှာဆိုးနေတာကိုကနော်တချို့ကမ္ဘာတန်းဆရာတွေတဲ့ဘောနော်ဟိုငိုက်နေတာပြတော့စိတ်ထဲမှာပေါ့ပြင်းမမိတာရှိတယ်ပေါ့လေဆိုတော့ ဟာကဗနန်ဆရာလည်းပြောသေးတယ်ပေါ့ဘလို့ငှက်ရတာလည်းပေါ့သူကဗနန်ဆရာမပြောနဲ့သောတာပန်တော်ငှက်တာလို့တဘောလာဦးကြောက်ရယ်တီနာမေတာကဘယ်ဆင်းမှာပဲမှာတော့ယန္နာမပဲတာဟာနော်ယန္နာမပဲတာဗျအဲကြောင့်ဘာသာပြန်လိုက်တာသဘောကျရည်လားထင်လင်းစွာပြည့်ရည်ဆိုတာကအလင်းအောင်မဟုတ်တော့ဘူးနော်ဒါကိုကိုရှုနေတဲ့ကမ္မထန်ကိုပို့ပြီးတော့ဘာဖြစ်တော့ပေါ်လာအောင်ထင်လာအောင်နှလုံးသွင်းဥမာပြောပြပြမယ်ဆိုရင်မလားထွက်လင်းဝင်နေရှုတဲ့ပုံကိုယ်တွေဟုတ်လားခါတည်းငိုက်လာတယ်ဆိုနည်းနည်းပြင်းပြင်းလေးရှုပေးလိုက်ထင်ချသွားအောင်တက်လာရင် ပုံမှန်ဆိုရင်တော့ပုံမှန်ဖြစ်ဖြစ်လေးဖြစ်ဖြစ်လေးရှူနေဖြစ်ဖြစ်ရှူရင်ဖြစ်ဖြစ်လို့ဘာဖြစ်လို့ငိုက်လာတယ်အခါကျရင်နည်းနည်းလေးပြင်းပြင်းလေးရှူပေးလိုက်အမြဲတမ်းပြင်းပြင်းရှူတာတော့ထောက်မခံဘူးနော်အမြဲတမ်းပြင်းပြင်းရှူတာတော့ထောက်မခံဘူးအဲ့တော့ငိုက်လာတဲ့အချိန်မျိုးကြရင်တော့စိတ်နည်းနည်းလန်းသွားအောင်ထင်ရှားသွားအောင်ပြင်းပြင်းလေးရှူပေးတာတော့သဘောကျတယ်အဲ့ဒါမျိုးတော့လုံးတင်တယ်ပေါ့နော်စတော်ကြီးကအဲ့ဒါမျိုးသဘောကိုပြောချင်တာပဲရုပ်နဲ့တို့ကိုပေါ်လွင်ထင်ရှားအောင်ပြည့်ရနှလုံးသွင်းရနှလုံးသွင်းခြင်းတဲ့နော်အဲ့ဒါကိုလည်းဘယ်တတ်တယ်တော့အာလောကတင်ညာ နော်အလောကတင်ညာတဲ့မှာပါတယ်အဲ့တော့ဒီနေရာမှာအလောကတရားဒီအလင်းအောင်မဟုတ်တော့ဘယ်လိုဆိုတော့ပေါ်လွင်ထင်ရှားစွာပြုတယ်နော်ပေါ်လွင်ထင်ရှားတဲ့သဘောကြီးသွားမှာအဲ့တော့မိမိရှုမှတ်နေတဲ့ကမ္မထံကိုပိုထင်ရှားသွားအောင်ပြုပြီးတော့နှလုံးသွင်းပါအဲ့လိုဆိုရင်လည်းလူကအိပ်ရှင်ပြေးသွားတာပေါ့နော်ပေါ်လွင်ပေါ်လွင်ထင်လင်းစွာမှတ်နိုင်သောအခါမှာအိပ်ရှင်ငိုင်မီစိတ်ထိုင်းထိုင်းမိုင်းလေးလံမှုပြင်းမှုတို့သည်ကင်းမြောက်ကုန်၏အဲ့ခါကျရင်ပေါ်မထက်ပြန်ရှုတော့နော် အဲ့လိုဒုလင်ဝင်လေးကိုခပြင်းပြင်းရှူလိုက်လို့စိတ်ကပြန်လန်းသွားပြီဆိုရင်တော့ပုံမှန်တိုင်းလေးဖြည်းဖြည်းလေးပြန်ရှူပါနေရောညေ့ပါအခါခတ်သိမ်းတော်လဲအိတ်ရှင်မှုထိုင်းပိုင်းမှုမရှိပဲအမြဲစိတ်ကြည်လင်လျက်နေတတ်၏နော်ဒါကသမာဓိကောင်းတိုင်းပြောတာနော်အဲကြောင့်တပြည့်တော့ပြောပါတယ်ကမဏ္ဍဆအာထုတ်ကာစားမှာနော်မအိပ်ဘဲနဲ့အာထုတ်မယ်ဆိုတာမျိုးနှလုံးမသွင်းနဲ့နော်အဲ့ဒါကသမာဓိမကောင်းသေးဘဲနဲ့ခန္ဓာကိုယ်ပင်ပန်းညှိစက်သလိုဖြစ်သွားတတ်တယ်နော်အဲ့ဒါကြောင့် तू က ဘာဖြစ်လဲဆိုတော့တချို့ကမျိုးလုံးကြောင်ပြီးတော့လေကမနာအာမေပေါ်မှာလဲစိတ်ဆူးစလို့မရဘူးနော်သူကခန္ဓာကပင်ပန်းနေပြီလေတရားကလည်းမတက်ဘူးအဲ့တော့အတင်းကမအိမ်ပန်းနဲ့အထုတ်မယ်ဆိုတဲ့ခါကျတော့စိတ်ကမျိုးလုံးတွေကကြောင်ပြီးတော့အဲ့မှာကစင်ကလေးရနေဖြစ်လာတာစိတ်တွေကအညာအလုံးမဟုတ်ပဲနဲ့တမာနီတက်လာတဲ့ခါကျတော့စိတ်တရားကြီးပြီးတော့အဲ့ရှင်စိတ်ကိုမရှိတာဟုတ်ပြီနော်တချို့ဆိုရင်အဲ့ရဝင်တဲ့ခါမှာမှတ်လိုက်တယ်ရွှင်ရွှင်နဲ့မှဆိုစိတ်ကကြီးပြီးတော့အဲ့ရှင်စိတ်ပြတ်သွားတာရှိတယ်နော် အချို့တွေမိုးလေးနဲ့ဖြစ်သွားတာမျိုးတောင်ရှိတယ်တကယ်တော့အဲ့ရဝင်တာပဲအဲ့ရဝင်တဲ့ခါမှာအမက်ကလေးနဲ့အဲ့ရဝင်နေတာပဲမင်းမင်းမင်းနဲ့အဲ့ချင်းစိတ်ကပျောက်ပြီးတော့စိတ်ကကြီးလာတယ်ရုပ်နံကမ္မထန်းနေပေါ်မှာဒီရုပ်တွေနဲ့နေပေါ်မှာစိတ်ကငြိမ်ဝုတ်ပြီးတော့ကြီးလာတာတမာတိတွေတက်ပြီးတော့စိတ်ကကြီးလာတာအဲ့ချင်းစိတ်ကလုံးဝကင်းထွက်သွားတာအဲ့တော့အဲ့လိုမကောင်းရင်မကောင်းရင်မကောင်းရင်မှတ်သွားတာအချိန်ကုန်မှမသိကုန်မှမသိကုန်သွားပြီးတော့မိုးလင်းသွားတဲ့ဟာမျိုးတွေဖြစ်သွားတာမျိုးတွေရှိတယ်နော်အဲ့ဒါမျိုးကကျတော့ကျမကြီးမထိခိုက်ဘူးနော်အဲ့ဒါမျိုးကကျမကြီးမထိခိုက်ဘူးတရားကဆွဲခေါ်သွားတာကျမကြီးမထိခိုက်ဘူး တရားမတက်သေးဘဲနဲ့အတင့်ဇွတ်လို့လို့ချင်းအဲ့ဒါနှလုံးတွေကြောင်းစိတ်တွေကြင်ကြင်ရရဖြစ်တတ်တယ်ဗျအဲကြောင့်ဇွတ်မလောက်ပါဘူးတရားကောင်းလာတဲ့ဆင်းရဲမှာသာအဲ့ဒါမျိုးကလောက်ရတာနော်အဲကြောင့်အိတ်ချင်မှုထိုင်းမှန်းမှုမရှိဘဲနဲ့အမြဲစိတ်ကြင်လင်လေးကနေတတ်တယ်။ရှုမှတ်မှုကိုစွန့်လို့ရအိတ်ပါတော့လဲအိတ်မပြောနိုင်ပဲခြင်တိုင်းဖြစ်တိုင်းသောရုပ်နယ်တို့ကိုအလိုလိုပင်ရှုမှတ်လျက်သိလျက်တာဖြစ်နေတတ်၏။ဟုတ်ပြီနော်။တကယ်ကောင်းသွားပြီဆိုလို့ချင်းကြောင်းကြဆက်ကြမလို့ဘူးနော်။ကြောင်းကြဆက်ကြမလို့ရုပ်နယ်တွေကိုမြင်အောင်ကြောင်းကြဆက်ကြမလို့ဘူး။ เนาะသူ့လိုလိုစိတ်ကဘယ်ရောက်သွားလဲဆိုရင်အဲ့ဒီရုံနံကိုရောက်ရောက်သွားတယ်เนาะဒါတော့ဥက္ကမေပြောပြပါတယ်ကမ္မဒတ်ဒီအာယုံတကယ်ကောင်းသားပြီဆိုရင်ကမ္မကောအာယုံကိုပို့ကြည့်အောင်ပို့လို့မရတော့ဘူးเนาะမသွားဘူးအဲ့ဒီကိုမသွားတော့ဘူးသူကအဲ့ဘက်ကိုမသွားတော့ဘူးဒီရုံနံမှာရုံနံဖြစ်သွားတာသူကเนาะရုံနံမှာရုံနံဖြစ်သွားတာအဲ့လိုဖြစ်သွားတာเนาะဒါတော့အတိတပါးဆိုလို့ရှိရင်လည်းအဲ့လိုလေစာသနိုက်ကိုလာတယ်သာသာသူကဝိပဿနာအထုတ်တာကလေ့ကျင့်တာအကောင်းတဲ့ခါကျတော့စာအုပ်ကိုကြည့်လိုက်တော့လေစာအုပ်ကိုသူကထက်တည်ထင်းနေတာလေသူက ဲ့လိုမျိုးစာအုပ်ကျတော့လဲစာတွေကိုသူကဟိုဘယ်လိုခေါ်မလဲဆိုတော့ပညာဘက်မှာအားနေသွားတာပေါ့နော်အားခါကျတော့သူကကြည့်လိုက်တဲ့ခါကျတော့ဝိပဿနာအာယုံကအားကောင်းနေတဲ့ခါကျတော့စာအုပ်မှာရှိတဲ့ဓာတ်သဘောတွေကိုသွားထင်နေတာအဲ့လိုမျိုးတွေပေါ့နော်အဲ့ခါကျတော့သူကကမ္မထန်ကိုပဲရောက်စိတ်ကရောက်ရွတ်သွားတာပြောချင်တာလေကမ္မထန်အာယုံဘက်ကိုစိတ်ကညွတ်ညွတ်ညွတ်သွားတာညွတ်သွားတော့ဘာကြည့်ကြည့်ဓာတ်တွေပဲထင်နေတာပေါ့နော်ခုခဏကြည့်လဲဓာတ်ပဲစပွဲခုံကြည့်လဲဓာတ်ပဲစာအုပ်တွေကြည့်လဲဓာတ်တွေအဲ့လိုဖြစ်နေတာပေါ့အဲ့လိုမျိုးတွေရှိတယ်အဲ့ကြောင့်ဆိုတော့တကူးတခါတော့မှတ်စရာမလိုဘဲနဲ့ကိုထင်နေတဲ့သဘောတွေပေါ့နော်အဲ့လိုဟုတ်ကြတယ်လည်းလုံးမဲပါဗျာစာဖတ်သွားရင်လည်း ရှေ့ရဖတ်တော့နောက်ကနေပြက်လိုက်နေလို့ပြောอืมอืมခုနလိုပဲလေအလေးချိန်များသွားတာလေအလေးချိန်အဲ့ဒီပုံမှာအာယုံကျစားမှုများသွားလို့အလိုလိုကြီးသူကမှတ်နေသလိုဖြစ်တာပေါ့နော်ဟုတ်လားအဲ့ဆရာရေဒီမှာရေးထားတာလေချူမတ်မှုကိုစွန့်လိုက်တော့တော့မှာတဲ့နော်အိပ်ဖို့ကြိုးစားတော့မှာအိပ်မပြောတော့ဘူးထင်တိုင်းဖြစ်တိုင်းတော့ရုံနယ်တို့ကိုအလိုလိုပင်ချူမတ်လျက်တိလျက်တာဖြစ်နေတယ် ထို့ကြောင့်ယုံ nant တို့ကိုထင်းလင်းစွာနှလုံးသွင်းနိုင်ခြင်းဟူသောဤအလောကတညာဖြင့်လည်းထိနာမိတ္တကိုပယ်၍ဝိပဿနာမဉ္ဉံအစဉ်တို့ကိုပွားစေလျက်ဝိစဉ်ရဲမှထွံ့မြောက်နိုင်သည်တည်းဆိုတာကအဲဒီအလောကတညာဒုတိယပိုင်းမှာကျွန်တော်ဖွင့်လိုက်တာကယုံ nant တို့ကိုထင်ရှားအောင်ပြုတာဟာဘယ်လောက်ထိထိနာမိတ္တကိုပယ်နိုင်တယ်လဲဆိုပြောတာနော်ဒီချူမမှုကိုစွန့်လိုက်ရင်တော့မှယုံ nant တွေကထင်ရှားလုံးအားကြီးတဲ့ခါကျတော့အဲ့မပြောတော့ဘူးအဲ့လောက်ထိကိုရောက်သွားတာနော်ထိနာမိတ္တကအဲ့လောက်ထိကိုကင်းသွားတာဆိုတာကိုကျွန်တော်တို့ကဒါပြောပြထားတာပါနော် ို့ဖြစ်၍တဲ့ထင်လင်းစွာရှုမှတ်မှုကိုလည်းအရိယာတို့ဤထမြောက်ကြောင်း နေရနာဟုဆိုရဤအဒီတော့ဒီလိုလိုအလောကတင်ညာမှာအဓိပ္ပာယ်ဘယ်နဲ့ချက်ယူမလဲနှစ်ချက်ယူပါအလင်းရောင်ကိုဆင်ရှင်တာကတစ်ချက်ယုံနံတို့ကို ပို့ပြီးတော့ထင်ရှားအောင်လုပ်တာကတစ်ချက်ပေါ့နော်အေးအဲ့တော့တမာတိကောင်းနိုင်ရင်တော့ယုံနယ်တရားသူ့အလိုလိုပဲထင်ရှားလာတတ်ပါတယ်နော်အဲကြောင့်မထင်ရှားတဲ့တကယ်ငိုက်လာပြီဆိုရင်မထင်မထင်ရှားတဲ့အာယုံကိုလိုက်မရှုနဲ့တော့ စိတ်ကလေးလံထိုင်းပိုင်းနေပြီဟေ့ဆိုရင်ဦးဇင်းတို့ရှုကပ်ပြောင်းမလို့ရတယ်နော်အဲ့ဒါသတိထားပါတချို့ကတိမ်မွေးတာတွေကိုလိုက်ရှုရင်ရှင်တပြေတပြေနဲ့သူကတမာရီနဲ့ဝီရိယမညီမြတော့ဘူးနော်တမာရီနဲ့ဝီရိယမညီမြတဲ့အခါမှာအဲ့မှာထိနာမိတာဖြစ်ဝင်လာတာအဲ့ခါကျရင်အဲ့တိမ်မွေးတာတွေကိုမလိုက်တော့ဘဲနဲ့ရုံရင်ကြမ်းတမ်းတဲ့ထင်ရှားတဲ့အာရုံကိုပဲပြန်ရှုပေးပါနော်အဲ့ဒါရှုကပ်အလှည့်ပြောင်းကိုလုတ်တဲ့အောင်ကစားတတ်ဖို့လိုတယ်နော်အဲ့ကြောင့်စားတတ်ထားလို့ရှိရင်အဲ့ဒါသိကောင်းတယ်သိလား ာတက်စားထားလို့ရှိရင်တချိုင်ထဲမှာဟိုကကိုဘာလုံးနေတယ်လဲဆိုတော့ကိုပြည့်ပြည့်သွားလို့ရရင်နော်ရှင်ရင်ရှင်ရင်နဲ့ကိုဘာလုံးနေတယ်လဲဘာပုံနေတယ်လဲဝိရိယပုံနေလားတမာတိလုံးနေတယ်လားကိုကချိန်လို့ရသွားတယ်ဝိရိယပုံနေဘာလုံးရမလဲတမာတိလုံးနေဘာလုံးရမလဲဆိုတာကိုကကိုကစားသွားလို့ရတယ်ရှုခက်ကိုပြောင်းသွားလို့ရတယ်အခုလည်းအဲ့ဒါပေါ့နော်အဲ့တော့ရှူရင်းရှူရင်းနဲ့မှာတိမ်မွေးတာတွေကိုရှူရင်းရှူရင်းနဲ့မှာထိနှမိတ်တာဝင်လာပြီဆိုရင်တိမ်မွေးတဲ့နောက်ကိုမလိုက်တော့ဘဲနဲ့ထင်ရှားတဲ့အာယုံကိုပြန်ရှုပေးအလောကတညာဒိဗေကနော်ထင်ရှားတဲ့အာယုံကိုပြန်ရှုပေးအဲ့ထင်ရှားတဲ့အာယုံကိုပြန်ရှူရင်းရှူရင်းနဲ့မှာပြန်ပြီးတော့စိတ်တွေပြန်ကြီးလင်လာလိမ့်မယ် နော်အဲ့လိုမျိုးအဲ့ချင်းငိုင်မြင့်ချင်းအကြောင်းဖြစ်သောထိုင်းမိုင်းပြင်းမှုသည်ထိနာမိတ်တမြည်နော်အဲ့ချင်းနဲ့ငိုင်ချင်းနဲ့ဆိုတာကငိုင်မြင့်လေဆိုတာကပြင်းချင်းအကြောင်းတော့ပြင်းချင်းကြောင့်တော့ပြင်းမှုကြောင့်တာလည်းရင်အဲ့ချင်းသားလေးဖြစ်လာတာငိုင်မြင့်ချင်းလေးပေါ်လာတာအဲ့ချင်းမှုမရှိပါမလဲနဲ့ရှုမှတ်ရန်တသက်ပြင်းရည်ထိုင်းမိုင်းမှုသည်လည်းထိနာမိတ်တမြည်ဟုတ်ပြီနော်ထိုင်းအဲ့တော့ထိနာမိတ်တာနှစ်ချက်ပြတယ်နော်နှစ်ချက်ပြထားတယ် အချင်းငိုင်းမြင့်ချင်းရဲ့အကြောင်းထိုင်းမိုင်းမှု ပြင်းမှုတွေလဲဌိနာမိတ်တာအချင်းမှုမရှိဘဲနဲ့တသက်တရားထိုင်မှုပြင်းနေတာလဲဌိနာမိတ်တာပဲတရားထိုင်မှုပြင်းရတာဌိနာမိတ်တာပဲနော်အေးမလို့ရှင်တာဟုတ်တယ်စာမကျက်ရှင်မှုပြင်းတယ်တရားမထိုင်ရှင်မှုပြင်းတယ်နော်ဝိပဿနာစာမမတက်ရှင်မှုပြင်းတယ်နော်ဥစ္စာဒီမှာမစလိုဘူးဟာအေးဟုတ်တယ် तू อ่ะဒါဒါစာပေါ်လာတက်တယ်လေ तू อ่ะနော်အေးလာတက်တယ်အေးတခြားကိုတော်တွေဟုတ်တယ်တခြားကိုတော်တွေတခြားကိုတော်တွေတဲ့ ဣတိနမိတ္တသည်အာလောကတင်ညာကိုတားမြစ်တတ်သောကြောင့်နေယနာဝရဏမိ၎င်းကိုဖြစ်ပေါ်သောအခါ၌အထူးထင်လင်းအောင်ရှုမဲ့ပြရမိတဲ့နော်အဲဆိုရင်တတိယပြပါပြီနော်တတိယပြပြီတဲ့စတုထကများတယ်ဆိုတော့သူကဥက္ကမင်းသားတော့ရည်စည်ရှင်တဲ့ဘောဟုတ်လားအေးစတုထအေးပြောပြောရှိမှတော့လားဆိုရင်နောက်ဆိုအလုံးပြန် ကဖျောက်ခြင်းကိုတားမြစ်တဲ့လေဟုတ်တယ်อืมတားမြစ်တဲ့မှာမြန်မာပြည်အလောကတရားကိုတားမြစ်တဲ့တော့ကြောင့်အလောကကိုတားကဲ့သို့ပဲဖွင့်တယ်လေဖျောက်ခြင်းကိုတားမြစ်တဲ့တော့ကြောင့်အဲ့လိုမဟုတ်ဘူးအတူတူပဲအတူတူပဲသူဘာလို့အလောကတင်ညာလေးသူကဉာဏ်နာလေးသူကဟုတ်တယ်မလားအလောကတင်ညာကိုဉာဏ်နာလို့ခေါ်ခဲ့တယ်လေအဲ့ကြောင့်ဉာဏ်နာကိုတားမြစ်တယ်လို့ပဲပြောရပါမယ်လေအဲ့လိုဟိုအပြပါတော်ကအပြပါဒတိဉာဏ်နာလေးညာအပြပါဒကိုတားမြစ်ရင် နေရဏကိုတားမြစ်တာပဲလေနောက်တစ်ခါနိခမသည်နေရဏပဲလေနိခမကိုတားမြစ်ရင်နေရဏကိုတားမြစ်တာပဲအဲအဲ့လိုမျိုးအဲ့လိုမျိုးကဲဒါဆိုရင်ဒီနေ့အဖို့တော့တော်ကြအောင်ပဲမနက်ပြန်မနက်စားပါမရှိနေ့လည်းလည်းမရှိဘူးအော်သူပြောတာက तू ကဒီလိုပြောနေတာ तू ကဝိပဿနာရှင်နိစာဝါကိုမန္တပိုင်းမူလပဏ္ဍာအချိန်မှာထတ်တိုးဆိုင်မကောင်းဘူးလားတဲ့ तू ပြောနေတာအဲ့တော့မတို့တော့ပြောတယ် ဟိုဆုံးခံသမားတွေရှိဦးမယ်ထင်တယ်လို့မနေ့ပိုင်း9နိုင်ကြတော့ဒီမှာ9နိုင်ဆုံးခံထက်တဲ့ဘက်တွေပါတယ်လားပါတယ်ဗျာအများကြီးပါတယ်လို့မရဘူးလေဘယ်နေနေလိမ့်မလဲမနေ့ဆုံးခံထက်တဲ့ဘက်တွေညောင်းဆောင်တဲ့ခါအများကြီးပဲမှာတော့လေကားမှာအများကြီးပဲမှာအေးအေးစိတ်တော့မများဘူးလေဟဲ့ပါလေသူတို့ဆုံးခံထွက်တဲ့ဘက်တွေရှိတယ်လေအေးအေးသူတို့လည်းငဲ့ရအောင်ပဲတခြားတခြားကနောက်စကလည်းရှိသေးတယ်လေဟုတ်တယ်ဟုတ်တယ်အေး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 ဖြစ်နိုင်တော့ကြောင်းလုံးစားပါတယ်ကိုနားပြဒါပဲကိုချရင်တော့ပြီးမှာပေါ့ ်ဟုတ်တယ်မဟုတ်လားအေးတခြားစာပါတယ်ကုန်းနားပြီးတော့တနေ့ကုန်းနားကြီးပဲပို့ချနေတော့မြန်မြန်ပြီးသွားတော့တယ်ကြအေးအေးအေးဟုတ်တယ်ခဏတော့ဒီမှာကြီးကောင်းကောင်းပါတော့တော်တော်ကြီးအဲရတော့ဘူးမရတော့ဘူးမရတော့ဘူးအေးအဲ့တော့သူကပညာပြန်ပြောင်းပေးရမယ်ပညာဘက်ကိုပြန်သွားမရပါအေးအေးတော့စာချက်လုံးမရမှာဆိုတရားမထိုင်တာဟုတ်လားစံဒီမှာအေးအေးအေးကဲကဲတော့ကြောင်းမယ်တော့ကြောင်းမယ် ဤကုသိုလ်ဤဘောဘာကကိုမိပါစရာတန်ဃာရောပေါင်းဒါယကဒါယကမောပေါင်းနာမောင်းရင်တကွာတတဝဟုသမျာတို့အားအများပြေပြကြပါကုန်ညာကြပါစေကုန်သည်အာတုပါတုပါတု